ညာတော်အဖြစ်လူတွေကကိုမသိတဲ့ပုံကိုယ်တွေကိုရွေးချယ်ပြီးတော့အထင်ကြီးပြီးတော့လူတတ်တယ်ဒါလည်းမှန်ကန်မှုမရှိဘူးဟုတ်ကဲ့ပါဒီဗီဒီယိုလေးမှာတော့ကိုကအထင်ကြီးပြီးလူတဲ့ဟာတွေဟာမှန်ကန်မှုမရှိရင်ကုသိုလ်ထက်အကုသိုလ်ကပိုများတယ်ဆိုရဲဗီဒီယိုလေးဖြစ်ပါတယ်ဒါကြောင့်ဆက်ပြီးတော့ကြည့်ရှုပြီးပါအောင်ခင်ဗျာအဲ့တော်ဗျာလက်ထက်တော့ဒီ တဲ့အယောင်းဝယ်လုတ်တဲ့တခါတယောက်ကသူ့အိမ်မှာနေတိုင်းတန်ဃာတွေပြင့်ပြီးတော့ဆွန့်ကတ်တယ်ဆွန့်ကတ်တော့တရားတရားအလွန်ကောင်းတယ်တရားကောင်းဘုရားနဲ့တွေ့တဲ့အခါကျတော့တပည့်တော်အိမ်ကြွတဲ့ကိုတော်တွေကယဟန္တာတွေဖရာသူရင်ဆောက်တည်တဲ့ပုဂ္ဂိုလ်တွေလို့မြတ်စွာဘုရားကိုရှောက်တယ်အဲ့ဒီမှာဟာသူကဒီဒုတင်ဆောက်တည်တဲ့ပုဂ္ဂိုလ်တွေ အာဒါတရားတရားမြတ်ရနေတဲ့သူဒီအာပုဂ္ဂုတုပုဂ္ဂုမြတ်တယ်ဆိုတဲ့အအစွဲကို သူ့မှာရှိနေတယ်ဒါကိုအမြတ်စွာဘုရားကဘလို့ချွတ်မလဲဆိုတာလေးအာကြည့်ပြပါဦးခင်ဗျာသူဒီပဲသူ့အိမ်မှာပြက်လာလို့ဆိုတော့မြတ်စွာဘုရားကသူ့စိတ်ဓာတ်ကို ပြင်ပေးလိုက်တယ်သူ့အထင်အနေနဲ့မြင်မြင်သမျှကိုရဟန္တာလို့ထင်ပြီးတော့သူလောက်တော့ပေါ့အဲ့တော့မြတ်စွာဘုရားက ဒီလိုတမန်လူကြောင့်တယောက်အနေနဲ့ဒီပုဂ္ဂိုလ်ဟာယဟန္တာလားယဟန္တာမဟုတ်ဘူးလားဘယ်လိုရည်ချင်းရှိတယ်ဆိုတာမျိုးသိဖို့ရခက်ခဲပါတယ်တဲ့ဟောကျွန်တော်တို့ကဒီလိုမျိုးတရားရှိတယ်မရှိဘူးဆိုတာဟာမသိနိုင်ဘူးဘာကြောင့်လဲဆိုတော့သူတို့ကသူတို့ကိုသူတို့တရားရှိတယ်လို့ဆိုရင်ကျွန်တော်တို့ကအော်ဒါတရားရှိတယ်ပဲထင်မှာပေါ့တရားကအဲ့ဒီလိုမျိုးရှိုံနဲ့ဟာကျွန်တော်ကြွားဝါလို့မရဘူးနော်ဒါဟာကြွားဝါပြီးတော့ရှိကြအောင်စောင့်ပါ မဖြစ်စီမှုလည်းဖြစ်နိုင်ပါတယ်ဒီလိုလုပ်ပါဆိုရင်မြတ်စွာဘုရားတိုက်တန်ပြင်သုံးတဲ့နေလေးကိုဟောတယ်ကိုတရားအနေနဲ့ပြင်ပန်းကနေကြည့်ပြီးတော့သိနိုင်ဖို့ဆိုတာဖြစ်နိုင်မှုလေဒါเนาะဒါကြောင့်မလို့ကိုယ်စိတ်ကိုပြုပြင်တတ်ဖို့လိုအပ်အဲ့လိုမပြုပြင်တတ်လို့ရှင်ကုသိုလ်ဖြစ်ရမယ်အစားအကုသိုလ်တွေဖြစ်တတ်သေးတယ်ပေါ့ကုသိုလ်ဖြစ်ရမယ်စာအကုသိုလ်ဖြစ်တယ်ဆိုတော့ကိုက အာသူတို့ကိုသူတော်ကောင်းထင်ပြီးတော့သူတို့မှာတရားရှိတယ်ယဟန္တာကြီးတွေတရားကျင့်နေတဲ့သူတွေအာဒီပေါ်မှာအကိုကဆွဲမြဲပြီးတော့သတ်လို့ရင်ကုသိုလ်ထဲအကုသိုလ်ပုံများတယ်ဆိုတဲ့ဟာလေးပါနော်။ဒါနားထောင်ကြည့်ပါခင်ဗျာ။ကုတရားအနေနဲ့ပြင်ပန်းကနေကြည့်ပြီးတော့သိနိုင်ဖို့ဆိုဆိုဖြစ်နိုင်မှုတွေကနော်။ဒါကြောင့်မလို့ကိုယ်စိတ်ကိုပြည့်ပြည့်တတ်ဖို့လိုအပ် အဲ့လိုမပြုတ်ပြင်တတ်လို့ရှင်ကုသိုလ်ဖြစ်ရမယ်အစားအကုသိုလ်တွေဖြစ်တတ်သေးတယ်ပေါ့နော်လောက်တာကကုသိုလ်ဖြစ်လာတာကအကုသိုလ်ဆိုလို့ရှင်ကိုယ့်အတွက်မှာနှခါနာတယ်လို့ပြောရနော်ကုသိုလ်လုံရင်ကလည်းအကုသိုလ်ဖြစ်သွားတာအဲ့လိုမဖြစ်စေရအောင်မြတ်စွာဘုရားကနိလန်ပေးပြီးဆုဆုံးမှလာဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါဒီတရားလေးမှာတော့ဆရာတော်ပါမခကြီးရဲ့ပါမခတို့ဆရာတော်ဘုရားကြီးရဲ့ အာတရားတော်လေးကိုကျွန်တော်ကဒီမှာပါပြီးတော့အဓိကပြောချင်တယ်ဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာရှိနေတဲ့တရားစခန်းဒီတရား အားထုတ်မှုဒီတရားဟောသူတွေဟာနော်အဲ့ဒီမြတ်စွာဘုရားခိကလို့ပဲအာတစ်ရောင်းဝယ်ကုန်တဲ့တရားလို့ပေါ့နော်အာကျွန်တော်တို့ကတရားရှိရထင်ပြီးတော့သူတို့တွေကိုအာကိုးကွယ်စိတ်ကပ်တယ်တကယ်တော့ခုနတရားဆရာတော်ပြောသလိုပဲအကုသိုလ်ထင်ပြီးတော့လှုပ်တဲ့ခါက အကုသိုလ်ဖြစ်ရင်ပို့ပြီးတော့အပြစ်ကြီးတယ်နော်။ဒါမို့ကိုကကုသိုလ်ကုသိုလ်လောက်တာကုသတာတရားကုသိုလ်ပဲဖြစ်နေပါစေ။ကိုကုသိုလ်လောက်တိုက်တဲ့လူဟာအကုသိုလ်ဖြစ်နေပြီဆိုအဲ့ဒါအကြီးမားဆုံးအကုသိုလ်ပဲဆိုတာကိုအာကျွန်တော်တို့သဘောပေါက်ရမှာဖြစ်ပါတယ်နော်။အာဒီတော့ကျွန်တော်ကဒီမှာတရားနဲ့မဆိုင်တဲ့ကျွန်တော်ရဲ့အတွေ့အခေါ်ကိုကျွန်တော်ပြောပြပါမယ်။ကျွန်တော်တို့မြတ်စွာဘုရားရဲ့တရားတွေဟာလူဟာဒီလိုမျိုး ာကြင်နေပါတယ်လုံနေပါတယ်အာအားထုတ်နေပါတယ်တရားထိုင်နေပါတယ်ဆိုရင်ဒါတရားအကျွန်တော်တို့ရဲ့မြတ်စွာဘုရားဟောတဲ့တရားလမ်းကြောင်းမဟုတ်ပါဘူး။အကျွန်တော်တို့ကဒုက္ခမှာရှိတဲ့တစ္ဆာတရားတွေကအလုတ်တွေဖြစ်တယ်အဲ့ဒီအလုတ်တွေကဘာကြောင့်ဘာဖြစ်တယ်ကွာဘာကြောင့်ဘာဖြစ်တယ်ကွာဓာတ်ရိုက်ပြောနိုင်တဲ့ကိစ္စမျိုးကဒါမြတ်စွာဘုရားရဲ့သစ္စာတရားကိုသိတဲ့လူတွေဖြစ်တယ်။ဘာမှမပြောဘဲနဲ့ငါတရားရှိတယ်ငါတရားအားထုတ်နေတယ်ဆိုတာဒါ အာမြတ်စွာဘုရားလူကျင်တဲ့တစ္ဆာတရားမဟုတ်ဘူးအာသူတို့ကလူတွေကိုအာလှည့်ပြနေတာဖြစ်တယ်တကယ်တော့တစ္ဆာရဲ့အဓိပ္ပာယ်ကလောကမှာဓမ္မဆိုတာလောကမှာရှိတဲ့သဘာဝဖြစ်တယ်အဲ့ဒီသဘာဝတရားမှာလောကိတ်ကဘာဖြစ်နေလဲဆိုအဲ့ဒါကြောင့်မှားတာကွာအဲ့ဒါကြောင့်ဒီလူမျိုးအဲ့ဒီအကြောင်းတရားကြောင့်ဒီအကျိုးတရားတွေခံရတာကွာအဲကျွန်တော်ကဒီတစ္ဆာတရားရပဲပြောမှာဓမ္မကလောကမှာဖြစ်နေတဲ့အဖြစ်အပျက်တွေကိုအာဘယ်လိုကုစားမလဲဘယ်လိုမျိုး အာဘယ်ပြဿနာကြောင်းဘယ်ပြဿနာအခက်ခဲတွေကြောင်းအာဒီလိုဒုက္ခရောက်ရတယ်ဆိုရက်အကြောင်းတရားကိုဓာတ်ရိုက်ပြီးဖွင့်ပေးရမယ်သစ္စာတရားဖြစ်တယ်နော်အဲတော့ကျွန်တော်တို့ကအလူရအဲ့လိုမျိုးဟိုကြင့်ပြီးတော့ငါတို့ကတရားအထုတ်နေတယ်ငါတို့ကကြင့်နေတယ်ငါတို့ကတရားအကြောင်းနားလေတယ်စတဲ့ပြည်ဒီလောက်တွေဟာ အာတကယ်တရားကိုသိတဲ့အလုပ်တွေမဟုတ်ဘူးဒါလူတွေကိုလှည့်စားတာတဲ့အလုပ်ဖြစ်တယ်တကယ်တရားကိုသိနေတဲ့အလုပ်ဆိုတာကလောကကြီးမှာဖြစ်နေတဲ့အခက်အခဲပြဿနာတွေကိုအာဒီဒါကြောင့်ဒီကိစ္စကြောင့်ဒါဟာအာဦးနေမောနော်အခက်အခဲဖြစ်တယ်ဒီအကြောင်းတရားကိုရှင်းလိုက်အာဒီအကျိုးတရားကိုရမယ်ဒီအကျိုးတရားကိုအာဒီအကြောင်းတရားကိုမရှင်းနိုင်ရင်ဒီဒီအကျိုးတရားကြီးဟာဆက်ပြီးတော့ဖြစ်ပေါ်နေရမှာဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ကရည်ကြီးနေတယ် ရေကြီးနေတာဒီရေကဘာကြောင့်ကြီးတာလဲအာတစ်ပင်တွေကိုဘာဝါတွေမထိန်သိမ့်လို့ဥပမာအများအပြည့်ကျွန်တော်ဟိုကချင်ပြည်နယ်မှာဆိုရင်အနောင်ရေကြီးတယ်ဆိုတော့အဲ့ဒီမှာသဘာဝအာဒီမင်းမော်နော် တူဖုံမှုတဲ့လုပ်ငန်းတွေညာပြီးတော့အဲ့ဒီမြေစီကပြိုကျတဲ့အဲ့မြေစီတွေကနေပြီးတော့တခါတည်းအာရေနဲ့ပါလာပြီးတော့အာရေကြီးမှုတွေဖြစ်ရတာပေါ့နော်ဒါတွေကပါလေသဘာဝပေးတဲ့အကြောင်းတရားတွေဖြစ်တယ်နော် အဲ့အဲ့လိုမျိုးကျွန်တော်တို့ကအကြောင်းကပါလဲအကျိုးကပါလဲချက်ချင်းဟာပြောနိုင်ရမယ်ချက်ချင်းအကြောင်းရှင်းနိုင်ရမယ်နော်ဒီနှစ်ဖြစ်ရင်နောက်နှစ်ကျရင်မဖြစ်ရဘူးဆိုတဲ့အကြောင်းရှင်းရတခါလဲပါလာရမယ်နှစ်တိုင်းဖြစ်နေတယ်ဆိုရင်ဒါဟာအကြောင်းရှင်းမဟုတ်ဘူးဒါဟာအကျိုးအကျိုးရှင်းဖြစ်တယ်နော်အခုကလိုင်းပေါ်မှာဟာကျွန်တော်တို့ပလာဟီတာတွေလည်းအများကြီးပဲကြည့်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာနှစ်တိုင်းကြီးကြီးနေတယ်ဟာဒီအကြောင်းအကြောင်းဟာဒီအကျိုးတရားနှစ်တိုင်းပဲဖြစ်နေတယ် ကျွန်တော်ကအကြောင်းမှမရှင်းပဲเนาะအကြောင်းမရှင်းမဲနဲ့ဒီအကျိုးနောက်ပဲလိုက်လိုက်ရင်လည်းအရေကြီးတဲ့ဘေးကနှစ်စင်ပဲနှစ်စင်ပဲဖြစ်နေမယ်ဒါဟာအကျိုးရှင်းဖြစ်တယ်အကြောင်းရှင်းပေါ့အကြောင်းရှင်းဆိုတာကဒီရေမကြီးအောင်ရေနှုတ်မြောင်းတွေကိုဘယ်လိုဖောက်မလဲเนาะဆဲ့တွေကိုဘယ်လိုထိမ့်သိမ့်မလဲအာတဘာဝပတ်ဝန်းကျင်တက်တော်တွေကိုဘယ်လိုမျိုးအာဟိုနေပေါ့နော်တက်တော်ပြုံမှုမရှိအောင်တဘာဝတက်တော်တွေဘယ်လိုကာဝယ်ဆောက်ရှောက်မလဲဒီလိုမျိုးမြေအောင်တန်ရာဇာတာတွေဖွ့တဲ့ကိစ္စတွေကိုကျွန်တော်တို့ အာဟိုတင်မောဗျာပတာမဖြစ်အောင်ဘောနော်။ဘာကြောက်ဆိုမြေစည်းလွားတွေပုံတဲ့ခါမှာပုံပြီးရင်အဲ့ဒီမြေစည်းလွားတွေကအတင်ပြန်ဆက်ရမယ်။အဲမြေစည်းလွားတွေကိုပုံတဲ့ဟိုနေပုံတဲ့ခါစနစ်တကျမြေပြူမှုမရှိအောင်ထိမ့်သိမ်းဆောက်ရှောက်မယ်။စသဖြင့်သဘာဝပေးအပ်တဲ့တွေကာဝယ်ဆောက်ရှောက်တဲ့အာမူလန်းလမ်းပြမြေပုံတွေအာပလန်တွေထားရှိရမှာဘောနော်။ထားရှိမှာတောင်ဝင်ယူမှုတောင်ဝင်ခံမှုစနစ်ရဆိုရင်အဲကျွန်တော်တို့ရဲ့နိုင်ငံမှာမိုးပြရေးကြီးတဲ့ကိစ္စတွေမဖြစ်နိုင်တော့ဘူး။ နော်ဒါဟာအကြောင်းချင်းဖြစ်တယ်ဟာဒီတရားလေးကိုပြန်ပြီးတော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီသစ္စာဖရားရဲ့သစ္စာတရားကိုသိတယ်ဆိုတာဒီလောကမှာဖြစ်နေတဲ့အဖြစ်ပြက်တွေကိုဟာတကယ်အကြောင်းတရားကျိုးတရားခွဲပြအောင်မြင်နိုင်တာကဒါကတရားသိတာဖြစ်တယ်။နောက်လိုမျိုးဟာဒူတင်ကျင့်နေပါလေတရားစကန်းထိုင်နေပါလေဝိပဿနာရှုနေပါလေတမထထိုင်နေပါလေဒါတွေကတရားသိတာမဟုတ်ဘူးဒါတွေက အာလူတွေကိုလှည့်ပြာထားပြီးတော့သူတို့ကိုတိကျံဆောင်ပြီးတော့လုပ်နေတယ်လို့တကယ်တရားသိရင်အာအကြောင်းမြန်မာနိုင်ငံဖြစ်နေတဲ့ပြဿနာအခက်အခဲတွေကအများကြီးပဲဒါဒီအကြောင်းကြောင့်ဒါဖြစ်တယ်ကွာဒီအကြောင်းကြောင့်ဒါဖြစ်တယ်ကွာအာဒီအကျိုးဖြစ်တယ်ကွာเนาะဒီအကြောင်းရှင်းလိုက်ရင်ဒီအကျိုးကတော့မဖြစ်တော့ဘူးကွာသတ်သဖြင့်ကျွန်တော်တို့ကအာတက်တက်မှမှလမ်းပြပြီးအာကျွန်တော်တို့နိုင်ငံဟာအေဂျင့်သွားမယ်လို့အာကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ